နိုင် the lift lift က weighing ဓာတ်လေကရဲ့ weight 2000ပေါင်ပေးထားတာပေါင်2000ရှိတယ် pull up cable ကနေဆွဲတယ် cable က tension tension ဆိုတာတင်းအားတင်းအားဆိုတဲ့အတွက် force နဲ့အတူတူပါပဲ tension ကတင်းအားကျိုးရဲ့တင်းအားကပေါင်9000ရှိတယ်အဲ့တော့သူ့ရဲ့ mass ဒီ lift က mass ကိုရှာခိုင်းတယ်ပြီးရင် upward acceleration ဆွဲတင်လိုက်တဲ့ဆွဲချိန် upward acceleration ကိုရှာခိုင်းပါတယ်အဲ့တော့ weight weight တည်တဲ့အတွက် master အလိုလိုတည်ပါတယ် w equal to mg နဲ့ရှာလိုက်တာ ਨੇ အဲ့တော့ဒီချက်တော့အသက်တင်အားအသက်တင်အားဟာကြတော့တင်းအားတဲ့ဒီ tension နဲ့ကနေပြီးတော့ကျိုးကကျိုးရဲ့ weight နဲ့ဒီ lift ရဲ့ weight ကိုဝန်ဆောင်ထားတာဖြစ်တဲ့အတွက်ကျိုးရဲ့တင်းအားတွေကနေပြီးတော့ ဝိတ်ကိုပြန်နှုန်းမှအသက်တင်အားကိုရမှာပါဒါကြောင့်မလို့ fnet equal to t minus w ဖြစ်တာပါအဲ့တော့တန်ရှင်တင်းအားက9000နဲ့ဟာဓာတ်လေကရဲ့ဝိတ်ကိုနှုတ်လိုက်တယ်နှုတ်လိုက်တော့ဒီမှာ3000အဲ့ဒီကနေလိုအပ်တဲ့ acceleration ကိုရလာမှာဖြစ်ပါတယ်ဟုတ်နံပါတ်10 body weighting weight ပဲပြောထားတာနော် body weight carrying to moon ပဲသွားလေ body weight 100 newton ရှိတဲ့အရာဝတ္ထုတစ်ခုကို လကဘာပေါ်တည်သွားတယ်လပေါ် put on the moon surface ပေါ်မှာချလိုက် what will happen the body ဒီ body ကတော့ဘလို့ဖြစ်ဖြစ်အရာဝတ္ထုရဲ့အလေးချိန်ကတော့ယော့သွားမှာအမှန်ပဲဘာကြောင့်လဲဆိုရင်ဒါ understood ဖြစ်ရမယ်ကဘာရဲ့ဆွဲချိန်ထက်လရဲ့ဆွဲချိန်ကပိုပြီးတော့6ပုံ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 နည်းလို့ပါဒီမှာလဲ gravity of moon ကို1.6 meter per second square ပေးထားပါပြီဒါကြောင့်မလို့ on the earth earth ပေါ်မှာရှိတဲ့ weight က100 newton အဲ့ဒီမှာ earth ပေါ်မှာရှိတဲ့ mass Exercise number 10. If a body weighing 100 newton is carried to the moon, put on the moon surface. အဲ့တော့အလေးချိန်100နျူတန်ရှိတဲ့အရာဝတ္ထုတစ်ခုကိုလကပါပေါ်ကို ယူသွားမယ်အဲ့ဒီလာဘာရဲ့မျက်နှာပြင်ပေါ်မှာထားမယ်အဲ့ဒီအချိန်မှာအရာဝတ္ထုရဲ့အကဘာဖြစ်သွားမလဲအလေးချိန်ရော့သွားမယ်ဆိုတာကတော့အလိုလို understood သိရမယ်နော်နားလည်ရမယ်ဘာဖြစ်လို့ဆိုတော့လာကဘာရဲ့ဆွဲအားဟာကဘာမြေကြီးဆွဲအားထက်နည်းတယ်ဆိုတာသိထားတာဖြစ်တဲ့အတွက်ပါ where the mass of the body change mass ကတော့ပြောင်းလဲသွားနိုင်သလားတဲ့ mass ကတော့ဘယ်နေရာမဆိုမပြောင်းလဲဘူးလို့သိထားတာဖြစ်တဲ့အတွက်ဘယ်နေရာမှမပြောင်းလဲဘူးကဲကြည့်အောင်အဲ့တော့ဒီမှာ gravity of moon လကဘာရဲ့ဆွဲအားကိုတော့1.6မီတာပါစက္ကန့်စကွဲလို့ပေးထားတယ်ဒီမှာအရာဝတ္ထုတစ်ခုရဲ့တစ်ချက်တော့ဒီမှာ weight သိတယ် mass မသိဘူးအဲ့တော့ mass မသိဘူး mass တန်ဖိုးသိအောင်တစ်ချက်တော့ပြန်လုပ်လို့ရတယ် w သိတယ် g သိတယ်ဆိုရင် mass ကရလာပြီဟုတ်ပြီနော် w ကိုကတော့ mg နဲ့တွက်လိုက်ပြီရလာပြီအဲ့ဒီအခါမှာလကဘာပေါ်မှာ weight က100 newton G1.6 အဲ့တော့ M တည်တဲ့အတွက် W equal to MG နဲ့ဆို weight က16 Newton 16 Newton ဆိုတာသိမယ်ဟောကဘာမြေကြီးပေါ်မှာ100 Newton လကဘာပေါ်မှာ16 Newton အဲ့တော့ weight ကပြောင်းလဲသွားပြီးတော့ mass ကတော့မပြောင်းလဲပါဘူး weight ကပြောင်းလဲတယ် mass က does not change မပြောင်းလဲ weight ကပြောင်းလဲသွားတယ် mass က always constant လीเนาะ number 11 compare နိုင်ရှင်မှာ the moon's gravitational force acting on the two body လကပါရဲ့ဆွဲအားအရာဝတ္ထုနှစ်ခုပေါ်တက်ရောက်တာနဲ့ mask တစ်ခုရှိတဲ့အရာဝတ္ထုနှစ်ခုပေါ့နော်သူက M1 M2 ပေးထားပြီးသား M1 M2 အဲ့တော့ M1 က M M2 က 3M ပေါ့ M1 M2 ထထွက်လဲမင်းတို့သဘောပဲထထွက်လို့ရတယ်မထထွက်လဲဒီတိုင်းထွက်လဲရတယ်နော် which is the falling steadily onto the moon surface from the height near the surface ဒီမျက်နှာပြင်ရဲ့အနီအမြင့်တစ်ခုကနေပြီးတော့လဘောကြကြလိုက်မယ်ပေါ့ဒီအရာဝတ္ထုနှစ်ခုကဒီ mass နှစ်ခုရှိတဲ့အရာဝတ္ထုနှစ်ခုက if m က m ရဲ့တန်ဖိုး0.2 kg acceleration ရဲ့တန်ဖိုးက moon ရဲ့ moon gravity ရဲ့တန်ဖိုးက1.6 meter per second ပေးထားတယ်အဲ့တော့ the moon gravitational force acting on each body လောက်ကဘာပေါ်မှာရှိတဲ့ဆွဲအားဟာ gravitational force ပေါ် earth လို့ပေါ့အဲ့ဒီပေါ်မှာရှိနေတဲ့ဆွဲအားဒီအရာဝတ္ထုနှစ်ခုကြားမှာရှိနေတဲ့ဆွဲအားကို တွက်ခိုင်းတာပါအဲ့တော့ first body ရဲ့ mass က m second body ရဲ့ mass က 3m acceleration က g mon အဲ့တော့သူ့ရဲ့ compare လို့ပြောတဲ့အတွက်နှိုင်းရှင်ရမှာ force of m နဲ့ force of 3m နဲ့ fm mg mon အဲ့တော့ f equal to mg နဲ့တွက်တာ f equal to mg နဲ့ f equal to mg နဲ့တွက်တာအဲ့တော့ mass နေရာမှာ m တစ်ခု g ကတော့ g mon ပဲဒီမှာဒီ mass နေရာမှာလည်းဒီမှာ m တစ်ခု 3m နှစ်ခုဖြစ်တဲ့အတွက်ဒီမှာ m နဲ့ 3m နဲ့အဲ့တော့လိုအပ်တဲ့ equation ကိုအစားသွင်းလိုက်မယ်ဆိုလို့ရှိရင် mass ရဲ့တန်ဖိုးတွေထွက်လာမယ်ပေါ့နှိုင်းရှင်နေခြင်းအဖြစ် 3m ရှိတဲ့အရာဝတ္ထုတစ်ခုနဲ့ m ရှိတဲ့အရာဝတ္ထုတစ်ခုနဲ့ဘယ်နှဆောက်กว่าလဲဆိုတာအဖြေထွက်လာမယ်အဲ့ဒီမှာတင်သူက m ရဲ့တန်ဖိုးတွေကိုအစားသွင်းလိုက်မယ်ဆိုရင် newton scan law အရာ f = ma အဲ့ဒီမှာ fm = mg mon fm = mg mon ဒါ n g mon ပေါ့ fm = mg mon နဲ့ တွက်မယ်နောက်တစ်ခုကလည်း MG မွန်းနဲ့တွက်မယ်ဆိုဒီမှာ M ဒီမှာလည်းအဲ့လိုပဲ 3M G မွန်းနဲ့တွက်မယ် 3M G မွန်းနဲ့တွက်မယ်ဆိုရင်ဒီမှာအစားသွင်းလိုက်မယ်ဆိုတာနဲ့သူ့ရဲ့လိုအပ်တဲ့အဖြေတွေရလာမှာဖြစ်ပါတယ်နံပါတ်2 Gravitational force of the moon လာကဘာရဲ့ဆွဲအားဟာကမ္ဘာဆွဲအားထက်နည်းပါတယ်တဲ့ The moon gravitational force acting on the body of mass 1 kg is 1.6 newton mass 1 kg ရှိတဲ့ဒရက်ထုဘောကိုအရာဝတ္ထုဘောကိုတက်ရောက်တဲ့ လရဲ့ဆွဲအားဟာ1.6 newton ရှိတယ် what will be weight of weight block ဖြစ်မယ်40 kg mass ရှိတယ်လကဘာပေါ်မှာ40 kg mass ရှိတဲ့အရာဝတ္ထုတစ်ခုရဲ့ weight ကိုရှာခိုင်းတာအဲ့တော့ဒီချက်တော့ m က m သိတယ် weight သိတယ်အဲ့တော့ w equal to mg နဲ့ g တန်မိုးရလာမယ် acceleration due to moon တဲ့ရမယ်ကျေတော့ m m 40 kg အမ f equal to w gravity တန်မိုးကိုထည့်တွက်လိုက်မယ်ဆိုရင် လကဘာပေါ်မှာရှိတဲ့အရာဝတ္ထုတစ်ခုရဲ့ weight ကိုပြန်ရပါလိမ့်မယ်။ An object is hard vertically upward. Okay, vertically upward. အပေါ်ကိုပြင်တင်လိုက်မယ်။ Speed v v not initial velocity ပေးတယ်။အပေါ်ကိုပြင်တင်လိုက်မယ်။ How long ဘလောက်ကြာမလဲ? The object to be caught again. တဖန်ပြန်လဲဖမ်းမိတဲ့အချိန်ဆိုတော့ဒီချေတို့ပြင်တင်လိုက်တဲ့အချိန်တစ်ခုရမယ်အဲ့အချိန်အရင်ရှာမယ်ပြီးရင် caught again ပြန်လဲဖမ်းမိတဲ့ဆိုတော့ရှာလို့ရတဲ့ D ကိုနှစ်ခါ နှစ်နဲ့ပြန်မြောက်မယ်နှစ်ဆပေါ့အဲ့တော့သူ့ရဲ့ lower formula v v0 gd နဲ့တွက်လိုက်မယ်ဆိုရင် time ရပါလိမ့်မယ်အဲ့တော့ f ဖြစ်တဲ့အတွက် g ဟာ minus 10 meter per second square နဲ့ g တန်ဖို့တွက်ပါမယ်အဲ့တော့ final velocity ကကြတော့0ပါဘာဖြစ်လို့လဲဆိုရောက်တဲ့နေရာမှာ particle f ဖြစ်တဲ့အတွက် throw up ဖြစ်တဲ့အတွက် drop ဆိုရင် initial velocity 0 throw up f ဖြစ်တဲ့အတွက် သလုံး app ွက်လို့နားလည်ရမယ်เนาะပြစ်လိုက်တယ် app ွက်လို့ဖြစ်တဲ့အတွက် final velocity ခဏလေးရပ်တန့်သွားမယ်အမြင့်တစ်ခုမှာရဲ့အဲ့ဒါ0ဖြစ်တယ်ဒါကြောင့်မလို့ v equal to v not black gd နဲ့တွက်လိုက်မယ်ဆိုရင် time မရမယ်အဲ့တော့ total time clock again လို့ပြောတဲ့အတွက် in the air လေထဲမှာပဲရှိနေမယ်အချိန်လို့ပြောတဲ့အတွက်သူကအသွားအပြန်ပြစ်လိုက်တဲ့အချိန်နဲ့ပြန်ဖမ်းလို့ရတဲ့အချိန်နဲ့ဆိုတဲ့အတွက်2 into 5 second ဆိုတော့ the whole time က10 second ရပါမယ်ပြန်ပြီးတော့လေ့ကျင့်ကြည့်ပါနော် နံပါတ်14 the mantro ပြစ်လိုက်ပြီเนาะ strong vertically upward ပဲ30 meter per second က initial velocity 30 meter per second နဲ့ပြစ်လိုက်မယ် height ကဘယ်လောက်ရောက်သွားမလဲ40 meter အဲ့တော့ g ကတော့ upward ဖြစ်တဲ့အတွက် gravity က downward position အမြဲတမ်းဖြစ်တဲ့အတွက် minus နဲ့ထက်တွက်မယ်အမြဲတမ်း h ဒီကွယ်တို့ v0 d + 1/2 gd2 formula နဲ့တွက်လိုက်မယ်ဆိုရင်လိုအပ်တဲ့အချိန်နှစ်ခုရမယ်ဒီချေတို့2 second တော့4 second ဆိုတာ2 second ဆိုတာကတော့ပြစ်လိုက်တဲ့အချိန် 4 second ကတော့ပြန်ကြလာတဲ့အချိန် the whole time ပေါ့နော်အဲ့လိုယူဆလို့ရပါတယ်အဲ့လိုမှတ်လို့ရပါတယ်အဲ့တော့နံပါတ်15 a stone ကြောက်တုံးတုံး thrown by a girl ကမာလေးကပြစ်လိုက်မယ် reach at high အမြင့်ကိုရောက်သွားတယ်အမြင့်တစ်ခုရောက်သွားတယ်အဲ့အမြင့်တစ်ခုဒီမှာ h ရှိမယ် h က20 meter ရောက်သွားမယ် how long ဘယ်လောက်ကြာမလဲ take stone to be caught back caught back လို့ပြောတဲ့အတွက် time ကိုဒီချေတော့ တိုင်းတွက်လို့ရှိရင်နှစ်ဆတွက်ရမယ်တိုင်းတွက်ရင်နှစ်ဆတွက်ရမယ်ဆိုတာသိရမယ်တိုင်းကနှစ်ဆပစ်လိုက်တယ်ပြန်ကြလာတယ်ပြန်ဖမ်းမိတဲ့အချိန်အထိလို့ပြောတာဒါကြောင့်မလို့အချိန်နှစ်ဆပေါ့နော်တိုင်းမြတာနဲ့နှစ်နဲ့မြောင်ရမယ် with what velocity does she throw the stone တခြားပုံစံတွေမှာဆိုရင်ဘလောက်လင်းနဲ့ပြစ်လိုက်တယ်ဆိုတာပါတယ်အခုဒီမှာကြတော့ what velocity initial velocity ဘလောက်အလျင်နဲ့စပစ်လိုက်တာလဲလို့မေးတဲ့အတွက် initial velocity ကိုပြန်မေးတာပါ။ဒါကြောင့်မလို့ h က20 meter g ကတော့တချို့လို upward ဖြစ်တယ် upward ဖြစ်လိုက်တဲ့အတွက် gravity ရဲ့တန်ဖိုးကတော့အများတန်း minus နဲ့တွဲရပါမယ်။ initial velocity မေးတယ် time မေးတယ် time မှာအချိန်ဟာနှစ်ဆဖြစ်မယ်ဆိုတာလေသတိပြုလိုက်ပါ။နောက် v = 0 throw လို့ပြောတဲ့အတွက်တချို့က throw up throw up ဆိုရင် အပွက်ဖြစ်တဲ့အတွက် final velocity 0ဆိုတာအမြဲတမ်းမှတ်မိနေရပါမယ်။ကဲအဲ့တော့ v square equal to v not square plus 2gh တွက်လိုက်တဲ့အခါမှာ low at တဲ့ velocity ကိုရပါမယ်။ now v equal to v not plus gd နဲ့တွက်လိုက်တဲ့အခါမှာ low at တဲ့ time ရမယ်။အဲ့ဒီမှာ time တိတ်ကန်းမှာ cot back လို့ပြောတဲ့အတွက်နှစ်ဆဖြစ်ရမယ်။နှစ်နဲ့မြောက်ဝေးရမယ်။ဒီအဆင့်အရေးကြီးပါတယ်။ပြန်ပြီးတော့စူးစမ်းပြီးတော့တွက်ကြည့်ကြပါ။နံပါတ်16 velocity of 0.02 kg bullet ကဲ momentum နဲ့ပတ်သက်တဲ့ပုံစံလေးအဲ့ဒီမှာ velocity ဟာ900 m/s အလေးချိန်ကြည်စံရဲ့အလေးချိန်က0.02 kg magnitude of the momentum momentum ရဲ့ magnitude ကြည်စံရဲ့ momentum ပမာဏကိုရှာခိုင်းတာပါ if bullet is fired towards north ပြစ်လိုက်တာမြောက်ဘက်ကိုပြစ်လိုက်တာ တကယ်ဒါရိုက်ရှင်အဲ့ဒီရဲ့ momentum အောင်ဘယ်လောက်ဖြစ်မလဲနောက်ဘက်ကိုပြစ်လိုက်တဲ့အချိန်အတိုင်းပဲအလင်းအတိုင်းပဲသွားမှာပါ momentum ကသူ့ရဲ့ velocity နဲ့ဒါရဲ့အချိုးကြပါတယ်ဒါကြောင့်မလို့သူ့ရဲ့လာရတာလည်းအတူတူပါပဲ north ကိုသွားရင် north ကိုပဲ momentum ရဲ့ direction ကသွားပါမယ်ဒါကြောင့်မလို့ p equal to mv နဲ့တွက်လိုက်တဲ့အခါမှာ momentum ရဲ့တန်ဖိုးရပါလိမ့်မယ်ဒါပေမဲ့သူ့ရဲ့ direction ကတော့ north ကိုပဲသွားပါမယ်ဥတီတာဟာ မြောက်ဘက်ကိုဥတီတာဖြစ်တဲ့အတွက်မွန်မင်တန်ကလည်းမြောက်ဘက်ကိုပဲညွန်ပြပါလိမ့်မယ်။အဲပြန်ပြီးတော့စူးစမ်းပြီးတွေ့ကြည့်ကြပါနော်။နံပါတ်18ဒီမှာတော့ conservation of momentum နဲ့တွေ့ရမယ့်ပုံစံတွေပါ။ object mass ဟာ10 kg collide တိုက်မိတယ် stationary object stationary object ဆိုရက်နေတဲ့ object က mass က5 kg ရှိတယ်။နောက်တဲ့ object တစ်ခုကတိုက်မယ်။အဲ့တော့ if the objects stick together ုင်းမိတဲ့အခါမှာသူတို့အတူတူ together တိုင်းမိပြီးတော့ဘောလုံးနှစ်ခုတိုင်းမိမယ်ထားပါတော့ object နှစ်ခုတိုင်းမိမယ်တိုင်းမိပြီးမှပူးပြီးမှ stick together လွင့်သွားမှာအဲ့ဒါက forward move ရှေ့ဘက်ကို velocity အဲ့တော့တိုင်းမိပြီးမှ object နှစ်ခုစလုံးရဲ့ v1 ရော v2 ရောအတူတူပဲဆိုတဲ့အဓိပ္ပာယ် after velocity တိုင်းမိပြီးမှရွေ့သွားတဲ့ velocity ကအတူတူပါပဲအဲ့တော့ now original what was original velocity မူလ movie object စပြီးတော့ရွေးလိုက်တဲ့ moving object stationary object အတွက် velocity မလိုဘူး moving object အတွက် velocity ကတချို့တော့ပထမဆုံး m1 ပေါ့တချို့တော့ m1 ဆိုရင်ပထမရွေ့သွားတယ်အဲ့အရာဝတ္ထုတစ်ခုကရွေ့ပြီးတော့မှရက်နေတဲ့အရာဝတ္ထုကိုတိုက်တာဖြစ်တဲ့အတွက် moving object ရဲ့ velocity ဖြစ်တဲ့အတွက်တချို့က m1 လို့ထားလိုက်ရင်အဆင်ပြေမယ် m1 က10 kg ဒါကြောင့်မလို့ v1 ရှာမယ် moving object အတွက် velocity က v1 ပေါ့အဲ့ v2 ကတော့0 v2 ကဘာဖြစ်လို့0ဖြစ်လဲ final မှာ after မှာ v2 က0 v2 က0ဖြစ်မယ် final velocity မှာကြတော့သူတို့က final velocity မှာအတူတူတိုက်မိပြီးတော့ stick together အတူတူတွဲပြီးတော့ရွေ့သွားတာဖြစ်တဲ့အတွက် final velocity ရှိတယ်ပထမ v2 ကဘာဖြစ်လို့0ဖြစ်လဲဆိုရင်သူက stationary object ဖြစ်တဲ့အတွက်သူ့ရဲ့ v2 ကသူကအလျင်မရှိဘူးအလျင်မရှိဆိုတဲ့အဓိပ္ပာယ်ပုံစံမှာပါပါတယ်ဒါကြောင့် total momentum of before collide before collide မတိုက်ခင်မှာ သူ့မှာအလျင်ရှိတယ် ရွေ့ရွေ့လာတာဖြစ်တဲ့အတွက်နောက်တစ်ခုက M2 က stationary object ဖြစ်တဲ့အတွက်ရက်နေတာဖြစ်တယ်ဒါကြောင့်မလို့သူက velocity မရှိဘူးဒါကြောင့်မလို့ဒီ velocity ရဲ့တန်ဖိုးက0ဖြစ်တဲ့အတွက်0နဲ့မြောက်လိုက်တဲ့အခါမှာ0ဖြစ်တယ်ဒီမှာကတော့ tan v1 ပေါ့ဒီမှာ before collide after collide မှာကြတော့ तू က m1 v1 m2 v2 prime နေပါတယ် m1 prime v2 prime prime လေးတွေပေါ့เนาะဒီချေတို့ထည့်ထားတာ after မှာ prime နဲ့အဲ့တော့သူ့မှာ 10 into 4 5 into 4 velocity အတူတူတွဲပြီးတော့ forward velocity တစ်ခုတည်းပဲနှစ်ခုတွဲပြီးလွင့်သွားမှာ4ဖြစ်တဲ့အတွက်ပါဒါကြောင့်မလို့ velocity နှစ်ခုစလုံးဟာ4တွေပဲဖြစ်နေခြင်းဖြစ်ပါတယ်အဲ့တော့ law of conservation of momentum အရာ p နဲ့ p prime နဲ့အတူတူပဲအဲ့ဒီမှာဒီချေတို့က m1 v1 plus m2 v2 equal to m1 v1 prime plus m2 V2 Prime လို့ထည့်ပြီးတော့ဖြည့်ပြီးတော့မှတ်ပေးပါအဲ့လိုမှတ်ပြီးတော့မှအစာသွင်းတက်တာအမှတ်ပို့ပြီးတော့လည်းပြည့်ရသလိုပို့ပြီးတော့လည်းနားလဲပါတယ်ကိုယ်တိုင်ပြန်လှုပ်ကြည့်တဲ့အခါပြန်တွက်ကြည့်တဲ့အခါမှာပို့ပြီးတော့နားလဲပါလိမ့်မယ်အဲ့တော့လိုအပ်တဲ့ velocity original velocity ညွေနေတဲ့လာပြီးတော့တိုက်တဲ့ညွေနေတဲ့အရာဝတ္ထုရဲ့ velocity v1 ကိုရပါလိမ့်မယ်ပြန်ပြီးတော့လေ့ကျင့်စူးစမ်းတွက်ကြည့်ကြပါနံပါတ်၁၈ကိုကြည့်ရအောင် a man dive horizontally with the velocity of 1.5 meter per second from a 100 kilogram boat အဲ့တော့အလေးချိန် drag to တန်ဖိုးအလေးချိန်လို့ပြောလို့တော့မရဘူးဒီမှာ drag to တန်ဖိုးပေါ့ drag to တန်ဖိုး mass တန်ဖိုး100 kilogram ရှိတဲ့လှေပေါ်ကနေပြီးတော့လူတယောက်က diamond diamond ထိုးလိုက်တယ်ပေါ့ diamond ထိုးတဲ့သူ့ရဲ့အလှရင်က1.5 meter per second အဲ့ဒီမှာ if the required velocity of bolt is 0.9 msec လူတယောက်ဒိုင်မင်ထိုးလိုက်တယ်လှေဘွားဒိုင်မင်ထိုးလိုက်တယ်ဆိုရင်လှေကိုခြိကန်ရတာဖြစ်တဲ့အတွက်လေရသူ့ရဲ့အလင်းကိုနောက်ကိုပြန်သွားမယ်နောက်ကိုပြန်တဲ့ requirement velocity လို့ပြောတယ် requirement velocity လို့ပြောတဲ့အတွက်ဒီမှာတစ်ချေတော့ကသူ့ရဲ့ requirement velocity က0.9 meter per second requirement velocity အဲ့တော့ what is the mass of man လူရဲ့ mass ကိုမေးတာအဲ့တော့ the momentum of man pm equal to mv MV P equal to MV နဲ့တွက်မှာ P equal to MV man အတွက်ဖြစ်တဲ့အတွက်ဒီချက်တို့ M လေးတွေအစားသွင်းလိုက်တာအဲ့ဒီမှာ mask of man ကိုမသိတဲ့အတွက်1.5 mm mask of man လေးအစားသွင်းလိုက်တယ်ထပ်ပြီးတော့ရေးလိုက်မှာပေါ့နော်ဒီမှာဒီ momentum တွက်တဲ့အခါမှာအဲ့တော့လေရဲ့ momentum လေရဲ့ momentum ကကြတော့ P equal to MV နဲ့ပဲတွက်မယ် bulk က momentum ဖြစ်တဲ့အတွက် PV equal to MV VV အဲ့ဒီမှာသူ့ရဲ့ velocity နဲ့မြှောက်လိုက်တဲ့အခါမှာလေရဲ့ momentum အဟုန်ကိုရမယ် ဲ့ဒီမှာ law of conservation of momentum law of conservation of momentum မှာ pm ကတူ pv အဲ့တော့ဒီမှာညီမချင်းချလိုက်မယ်ဆိုရင် before နဲ့ after နဲ့ညီမချင်းချလိုက်တာနဲ့1.5 mm နဲ့90နဲ့အဲ့တော့သူ့ရဲ့လိုအပ်တဲ့ mass of man ကိုရပါလိမ့်မယ်ပြန်ပြီးတော့စူးစမ်းလေ့ကျင့်ပြီးတော့တွက်ကြည့်ကြပါလွယ်ပါတယ်အော်ဒီနေ့သင်မဲ့သင်ခန်းစာကတော့ဒီချက်ဒီလောက်ပါပဲအားလုံးလေ့ကျင့်ခန်းတွေကိုပြန်ပြီးတော့စူးစမ်းလေ့ကျင့်ပြီးတော့တွက်ကြည့်ကြပါ နားလည်လိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်အားလုံးကို